ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဇွန်လ4ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်ຫນွေဥတော်လန်ရေးကိုထောက်ခံသူဤကျဲမြောင်ကိုရီးယားသမ္မတဖြစ်ဖို့69ရာခိုင်နှုန်းတေချာတယ်လို့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်နယူဒေါ်လာရေးကိုထောက်ခံသူဤကျဲမြောင်ကိုရီးယားသမ္မတဖြစ်ဖို့69ရာခိုင်နှုန်းတေချာတယ်လို့ ကိုရီးယားသမ္မတနိုင်ငံရွေးကောက်ပွဲအား NUG ကိုရီးယားကိုယ်စားလှယ်ဥယျာဉ်နိုင်ထွန်းကတုံ့သက်ဆိုထားပါတယ်။မြန်မာຫນွေဦးတော်လန်ရေးကြီးစတင်ချိန်ကတည်းကယနေ့အချိန်ထိမြန်မာဒီမိုကရေစီအရေးကိုအားပေးထောက်ခံသူကိုရီးယားနိုင်ငံရဲ့အတိုက်အဝန်းကြားမှာလက်သုံးချောင်းထောင်ပြီးမြန်မာအကြမ်းဖက်ဆဲအုပ်စုကိုပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့သူကိုရီးယားနိုင်ငံအတွင်းမြန်မာနိုင်ငံရဲ့လှုပ်ရှားမှုနှင့်ထောက်ပံ့မှုအားကောင်းသည့်အဖွဲ့အစည်းတစ်ခုဖြစ်သော စစ်အာဏာသိမ်းမှုစန့်ကျင်ရေးကော်မတီကိုရီးယား၏မြန်မာနက်ကွက်အဖွဲ့အစည်းအတွက်အထူးကူညီဆောင်ရွက်ပေးခဲ့သူကိုရီးယားနိုင်ငံ၏22ကြိမ်မြောက်သမ္မတရွေးကောက်ပွဲတွင်သမ္မတဖြစ်ရန်69ရာခိုင်နှုန်းတေချာနေသည့်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်အီဂျဲမြောင်သူ၏မြန်မာ့ຫນွေဦးတော်လှန်ရေးအပေါ်အားပေးထောက်ခံကူညီပံ့ပိုးမှုများကအထူးကျေးဇူးတင်စရာကောင်းလာပါတယ်လို့ဖော်ပြပါတယ်။2024မေလ17ရက်နေ့မှဂွမ်ဂျူးမြို့918နှစ်ပတ်လည်အခမ်းအနားမှာ NUG နိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်စီမံကိန်းဗန္ဒာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်တို့နှင့်တွေ့ဆုံနှုတ်ဆက်ဆင်ကလည်းမြန်မာဒီမိုကရေစီရေးကိုဆက်လက်အားပေးထောက်ခံနေမည်ဖြစ်ကြောင်းရင်းနှီးပွင့်လင်းစွာပြောကြားခဲ့ပြီးထိုစဉ်ကဤကျဲမြောင်သည်လွှတ်တော်အမတ်တအုပ်ဖြစ်သလိုပါတီဥက္ကဋ္ဌလည်းဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဒုတိယသတင်းအနေဖြင့်အဖွဲ့အစည်းများနှင့်ပတ်သက်သည့်ကိစ္စရပ်များတွင်ပုံမော်၍ဂရုပြုအလေးထားကသတိကြီးကြီးဆောင်ရွက်ရန်လိုအပ်ကြောင်းမြို့နယ်တရားသူကြီးများတွေ့ဆုံပွဲတွင်ဆွေးနွေးတဲ့သတင်းကိုတင်ပြပေးပါမယ်။မြို့သားညညရဲ့အဆိုအရတရားရေးဝန်ကြီးဌာနဂျာကာလတရားစီရင်ဆိုင်ရာဦးစီးဌာနနှင့်မြို့နယ်တရားသူကြီးများတွေ့ဆုံဆွေးနွေးပွဲအမှတ်စဉ်9မြင်းဆောင်2025ကို မေလ31ရက်မှာကျင်းပခဲ့ပါတယ်။အခမ်းအနားသို့ဂျာကာလတရားစီရင်ဆိုင်ရာဦးစီးဌာနလုံထုံးလုံနီးဌာနညွှန်ကြားရေးမှူးဒေါ်မေပို ရုံးအဖွဲ့ဒေါ်ရွှေနွယ်ယိုတာဝန်ရှိဝန်ထမ်းများနှင့်မြို့နယ်တရားရုံး29ရုံးမှတရားသူကြီးများဆက်သွယ်ရေးတာဝန်ခံများတက်ရောက်ခဲ့ကြပါသည်ပထမဦးစွာတရားရေးဝန်ကြီးဌာနဂျာကာလတရားစီရင်ရေးဆရာဦးစည်းဌာနညွှန်ကြားရေးမှူးချုပ်ကိုစားဥပဒေလုံထုံးလုံနီးဌာနညွှန်ကြားရေးမှူးဒေါ်မေပိုးမှအဖွဲ့မှစကားပြောကြားရာ အခက်အခဲများကြားမှအစည်းအဝေးသို့တက်ရောက်လာသောမြို့နယ်တရားရုံးများမှတရားသူကြီးများအားလုံးကိုအထူးကျေးဇူးတင်ကြောင်းနှင့်မှုကင်းပိုင်းဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများအပေါ်ဥပဒေနှင့်အညီဆောင်ရွက်ပေးနိုင်ုံသာမကအမှန်ကိုဆောင်ရွက်ပေးကြောင်းအများသိစေရန်လဲလိုအပ်ကြောင်းအထူးသဖြင့်အဖွဲ့အစည်းများနှင့်ပတ်သက်သည့်ကိစ္စရပ်များတွင်ပုံမို၍ဂရုပြုအလေးထားကသတိကြီးကြီးဆောင်ရွက်ရန်လိုအပ်ကြောင်း မြေပြင်တွင်ကြုံတွေ့နေရမှုများအားကြားသိနေရသည့်မှာတရားသူကြီးများအနေဖြင့်ဥပဒေနှင့်အညီအမှန်ကိုဆောင်ရွက်ပေးပါတော်လဲတက်ဆိုင်သည့်အဖွဲ့အစည်းအနေဖြင့်ဥပဒေအရဆောင်ရွက်ပေးသည့်အပေါ်နားလည်မှုလွဲမှားကတုံ့ပြန်မှုအလွဲများကြောင့်မြို့နယ်တရားသူကြီးများအနေဖြင့်ကြားညက်ဖြေရှင်းနေရသည့်အခက်အခဲများကြုံတွေ့နေရသည့်ဖြစ်ရာထိုကိစ္စအပေါ်အထူးအလေးထားဆောင်ရွက်သွားကြစေလိုကြောင်းပြောကြားခဲ့ပါသည်ဆက်လက်၍ဥပဒေလုံထုံးလုံနီးဌာနမှမြို့နယ်တရားသူကြီးများအား တရခွင်တွင်နေ့စဉ်အသုံးများသည့်ရုံသုံးပုံစံများဖြည့်သွင်းရေးသားနည်းအားနမူနာပုံစံများဖြင့်ဖြည့်သွင်းရှင်းပြခြင်းဆောင်ရွက်ခဲ့ပါတယ်ခင်ဗျာဆက်လက်ပြီး NHK ၏လုပ်ငန်းခွဲများမှမြန်မာခရိုနီစီးပွား၏လုပ်ငန်းရွှေတန်လွင်မီဒီယာနှင့် Dream Version တွင်ယင်းနှိမ့်ညွန့်နှံမှုများနှင့်ဆက်လင်း၍ Justice for Myanmar မှစာပို့မေးမြန်းတဲ့သတင်းကိုတင်ပြပေးပါမယ် NHK ၏လုပ်ငန်းခွဲဖြစ်သော Japan International Broadcasting Incorporation ဂျပန်အစိုးရပုဂ္ဂလိကရန်မုံငွေ Cool Japan Fund နှင့် Japan ICT Fund တို့အနေဖြင့်မြန်မာခရိုနီစီးပွားရေးလုပ်ငန်းရွှေ့တန့်လွှင့်မီဒီယာနှင့် Dream Version တွင်ယင်းနှိမ့်နှံမှုများနှင့်ဆက်လင်း၍ဇွန်လ2ရက်နေ့ကစာတစောင်ပေးပို့ခဲ့ကြောင်း Justice for Myanmar မှထုတ်ပြန်ပါသည်မြန်မာနိုင်ငံတွင်အ धिक ခရိုနီမီဒီယာလုပ်ငန်းစုဖြစ်သည့်ရွှေတန်လင်းမီဒီယာကုမ္ပဏီလစ်မိတက် SDLM ၎င်း၏ရုပ်သံ channel မြန်မာ National Television MNTV တို့နှင့်ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာအခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေးအပါအဝင်ဂျပန်နိုင်ငံ၏အကြောင်းအရာများကိုဖြန့်ဝေရန်လှုပ်ဆောင်နေသောစီမံကိန်းတစ်ခုဖြစ်သည့် Dream Version Company Limited တွင်၎င်းတို့၏ယင်းဤမြုပ်နှံမှုနှင့်ပတ်သက်၍ဂျပန်အဖွဲ့အစည်း6ခုနှင့်အတူစိုးရိမ်ကြောင်းဖော်ပြထားပါသည်။ SDLMD ရွှေတန်လင်းအုပ်စု၏လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်ပြီး 2019ခုနှစ်တွင် ရိုဟင်ဂျာများအပေါ်လူမျိုးတုံးတပ်ဖြတ်မှုဆန်ရာမြန်မာစစ်အုပ်စု၏နယ်မြေရှင်းလင်းရေးစစ်ဆင်မှုများအတွက်ပံ့ပိုးကူညီရန်စစ်အုပ်စု၏ဖိတ်ခေါ်မှုအရလူဒန်းမှုများပြုလုပ်ခဲ့ကြသည့်မြန်မာစစ်တပ်နှင့်ချိတ်ဆက်ထားသောခရိုနီကုမ္ပဏီတစ်ခုအဖြစ်လွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်၏အစီရင်ခံစာတွင်ဖော်ပြထားပါသည်ဒရင်ဗာရှင်ဤလုပ်ငန်းဆောင်ရွက်မှုများမှတဆင့်ဒရင်ဗာရှင်ဤစီးပွားရေးလုပ်ငန်းများကို ဓာတ်ရိုက်ဖြစ်စေသွေးဝိုင်းသောနှိဖြင့်ပံပိုးကူညီမှုကိုအကဲဖြတ်ခြင်းအပါအဝင်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့အာနာသိန်းကျိုးပန်းမှုနောက်ပိုင်း Dream Fashion ၏စီးပွားရေးလုပ်ငန်းများနှင့်ဆက်လင်း၍လူ့ခွင့်ရေးဆိုင်ရာကြိုတင်စီစဉ်မှုများလှုပ်ဆောင်ခဲ့ခြင်းရှိမရှိအဖွဲ့အစည်းထံမေးမြန်းခဲ့တယ်လို့သိရပါတယ်ဂျပန်တွင်ဂျပန်အဖွဲ့အစည်းများမှဝန်ကြီးချုပ်ရုံအပြင်ဘက်တွင် စုဝေးကာမြန်မာစစ်အုပ်စုကိုအကျိုးပြုနေသည့်ဂျပန်အစိုးရပုဂ္ဂလိကစီမံကိန်းများကိုအဆုံးသတ်ရန်တောင်းဆိုခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးလူသားချင်းစာနာမှုအကူအညီများအားလက်နက်အနေဖြင့်အသုံးချမှုရက်လူလူလှုပ်ရှားမှုပြုလုပ်မည်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်လူသားချင်းစာနာမှုအကူအညီများအားလက်နက်အနေဖြင့်အသုံးချမှုရက် Stop weaponization of aid လူလူလှုပ်ရှားမှုသည်အကြမ်းဖက်စစ်အုပ်စုမှနိုင်ငံတကာအတိုင်းဝိုင်းနှင့်အဖွဲ့အစည်းများပေးပို့သောငလင်ကယ်ဆယ်ရေးလူသားချင်းစာနာမှုအကူအညီများကိုနိုင်ငံရေးနှင့်စစ်ရေးလက်နက်အဖြစ်အလွဲသုံးစားလုပ်အမျက်ထုတ်ခြင်းများကိုကာကွယ်တားဆီးရန် ငလင်ဘေးသင့်ပြည်သူများထံအကူအညီများတိုက်ရိုက်ရောက်ရှိစေရန်နှင့်လူသားချင်းစာနာအကူအညီများလက်နက်တပ်ဖွဲ့အသုံးချခံရမှုများမှရပ်တန့်စေမည့်နည်းလမ်းများကိုလှုံ့ဆော်ရန်နိုင်ငံတကာအစိုးရများ ASEAN UN Agency များနှင့်နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ NGOs များအားစီယုံလှုံ့ဆော်တိုက်တွန်းသွားမည်ဖြစ်ကြောင်း Justice for Myanmar မှအတည်ပြုထားပါသည်။ထို့လှုံ့ဆော်မှုကိုပြည်သူလူထုနှင့်အတူပြည်တွင်းပြည်ပတော်လှန်ရေးနှင့်အရက်ဖက်အဖွဲ့အစည်းများသည့် ဇွန်လပထမအပတ်မှနောက်ဆုံးအပတ်ထိပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းသိရပါတယ်။ Stop WOA လူလူလှုပ်ရှားမှု၏ရည်ရွယ်ချက်များမှာတဲ့2025သကိုင်းငလင်တဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးပစ္စည်းများအားအကြံဖတ်စစ်အုပ်စုက၎င်းတို့၏နိုင်ငံရေးနှင့်စစ်ရေးအတွက်လက်နက်တပွဲအလွဲသုံးစားလုပ်အမျက်ထုတ်ခြင်းများကိုထုတ်ဖော်ပြောဆိုရန်နှင့်၎င်းတို့၏လုပ်ရပ်များတွင် ပါဝင်အားဖြင့်နေသည့်အဖွဲ့အစည်းများအစိုးရများနှင့်တတိပုဂ္ဂလများအားရပ်တန့်ရန်အတွက်စီယုံတိုက်တွန်းနှိုးဆော်ရန် 2008နာခေ2023မိုခာ2024ယာဂီတို့ကဲ့သို့ပြည်သူများ၏နာကျင်ခံစားရမှုများကိုအတုံးချ၍စစ်အုပ်စုကအမျက်ထုတ်သည့်လောက်ရများတမိုင်းတပတ်လည်ထပ်မံမဖြစ်ပေါ်စေရန်အတွက်ကာကွယ်တားဆီးရန်ရည်ရွယ်တယ်လို့ဖော်ပြပါတယ်။တရားမဝင်အကြမ်းဖက်စစ်အုပ်စုမှအတရားဓမ္မကျင်းပရန်စီစဉ်နေသည့်အတုယောင်ရွေးကောက်ပွဲတွင်လူသားချင်းစာနာအကူအညီများကို နိုင်ငံရေးနှင့်စည်ရေးလက်နက်တပွဲအလွဲသုံးစားလို့အမျက်ထုတ်နိုင်ခြင်းများရှိနေသည့်အတွက်လွန်စွာစိုးရင်စရာကောင်းသည့်အချိန်အခါဖြစ်ပြီးစေအုပ်စုမှတဆင့်ပေးပို့နေသော လူသားချင်းစာနာအထောက်အထားကူညီငွေချေးများသည်သွေးစွန်းငွေများမဖြစ်လာစေရန်နိုင်ငံတကာအတိုင်းဝိုင်းမှအထူးသတိထားရန်လိုအပ်နေပါကြောင်းသတိပေးထားပါသည်နိုင်ငံတကာအစိုးရများနှင့်အဖွဲ့အစည်းများမှ ပေးပို့သော လူသားချင်းစာနာအကူအညီများကို မလင်တန်ထိခိုက်ခံရသောပြည်သူများထံအမှန်တကယ်မျှတစွာဓာတ်ရရောက်ရှိစေရန်ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့်အတူပြည်သူလူထုအနေဖြင့်ယခု Stop WOA လူထုလှုပ်ရှားမှုတွင်မိမိတို့ပါဝင်နိုင်မည့်နိလမ်းမျိုးစုံဖြင့်ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းနှိုးဆော်ထားပါရခင်ဗျာဆလဘီရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့အနီးတွင် Richter scale 4.6အဆင့်မြင်းကလင်းလှုပ်ခတ်တဲ့သတင်းကိုတင်ပြပေးပါမယ် 2025ခုနှစ်ဇွန်လ3ရက်နေ့မြမစံတော်ချိန်ည9:59မိနစ်အချိန်ခန့်တွင်ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့အနီးမြေအောက်အနက်10ကီလိုမီတာဗဟိုပြု၍ Richter scale 6.6အစစ်နှင့်အင်အားအနည်းငယ်ရှိသည့်မြင်းကလင်းတစ်ခုလှုပ်ခတ်ခဲ့ကြောင်း NUG လူသားချင်းစာနာထောက်ထားရေးနှင့် BNL ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှသတင်းထုတ်ပြန်ပါသည်ငလင်းပေးကြောင့်ထိခိုက်ဆုံးရှုံးမှုများယွန်းနေစေရန်အတွက်ဆောင်းရန်ရှောင်းရန်သတိပြုရန်များနှင့်အညီနေထိုင်ကြပါရန်အတိပေးထားပါရခင်ဗျာ ယခုနောက်ဆုံးသတင်းအနေဖြင့်စင်ကူးမြို့နယ်နှင့်တပိတ်ချင်းမြို့နယ်တို့မှဖမ်းဆီးရမိသည့် WY မူရစ်ဆေးဝါးများဆေးပြား68626ကျော်ခန့်ကို မီးရှို့ဖျက်ဆီးတဲ့သတင်းကိုတင်ပြပေးပါမယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးသည်2025ခုနှစ်ဇွန်လ2ရက်နေ့တွင်စင်ကူးမြို့နယ်နှင့်တပိတ်ချင်းမြို့နယ်တို့မှဖမ်းဆီးရမိသည့် WY မူရဲ့စေဝါများ6626ကျော်ခန့်ကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။2025ခုနှစ်မေလ31ရက်နေ့တွင်မရေယာမြို့နယ်၌လည်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေးနှင့်မရေယာမြို့နယ်ပအဖပလဖတာဝန်ခံများဌာနဆိုင်ရာရေးရာတာဝန်ခံများပူးပေါင်းကာဖမ်းဆီးရမိသောမူရဲ့စေဝါများကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။ပြည်သူ့ကာကွယ်တပ်မတော်မန္တလေး၏ထိန်းချုပ်စိုးမိုးနယ်မြေအတွင်မူရဲ့စေဝါရောင်းဝယ်ဖောက်ကားသူများတုံးဆွဲသူများကို ထီထီရောက်ရောက်ဖန်စီအေးအယူမှုများလှုပ်ဆောင်လျက်ရှိတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကကြေညာပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်တာကီနဲ့ Carshell တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ